ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလူတာပဲဖြစ်ပါတယ်အရင်တုန်းကတော့အရင်လာနေပါဆိုရင်တော့ကျွန်တော်ကတနေ့ကနေတနေ့နာအင်္ဂါဗုဒ္ဓဟူးဆိုပြီးတော့ခဏနေနံကိုခဏခုလုပ်ပြီးရေပေါ့အဲ့တော့ကျွန်တော်ကဒီဒီလမှာဒီမှာကျွန်တော်လည်းအဲ့လိုမျိုးဗီဒီယိုတွေကိုမတင်တာလဲဂျာထဲမှာဘာဘာရှိပါလဲဆိုတော့2လ3လဝင်ချင်ရှိသွားပြီထင်တယ်အဲ့တော့ကျွန်တော်ဒီအော်တိုဘာလာနေစပြီးတော့မှပြန်တင်ပေးဖို့ရှိပါတယ်အဲ့တော့ကျွန်တော်ကတော့အခုချိန်မှာဒီ အောက်တိုဘာလတလမှာငွေချေးကံအကြောင်းတရားနဲ့ပတ်သက်ပြီးတော့မှစပြီးတော့ပြောချင်တာကတော့တနင်္ဂနွေသားသမီးများအနေနဲ့ပေါ့နော်ဒီအောက်တိုဘာလထဲမှာငွေချေးကံကတာမန်လာနေတဲ့ပုံမပြီးကောင်းမွန်တာလေးတွေရှိတယ်။ကောင်းမွန်တာလေးတွေတွေ့ရတယ်။မိမိမှလည်းငွေချေးပိစာနဲ့ပတ်သက်ပြီးတော့မှအခုညီပေးမဲ့သူတွေမဆာပေးမဲ့သူတွေလည်းပေါ်လာတတ်တယ်။မထင်မထားတဲ့နေရာမျိုးတွေရနေပြမှာငွေကြီးအစီမီဝါရာမျိုးငွေတွေဝင်လာတာမျိုး ဒီပတ်စံကိစ္စတွေအစီပြေသွားတာမျိုးပေါ့နော်အဲ့လိုမျိုးတွေလည်းကြုံတွေ့ရစရာလည်းရှိတယ်ဟိုပြောချင်တာကတော့အော်တိုဘာလာထဲမှာတော့တင်းကုန်နေသားသမီးများအနေနဲ့မွေရေးကန်ကောင်းဆောင်လို့ပြောလို့ရလောက်အောင်ကိုများတယ်မွေရေးကန်နဲ့ပတ်သက်ပြီးရောတခုခုအကူအညီအထောက်အပံ့တခုခုလိုအပ်တယ်ဆိုရင်တော့အမျိုးသမီးတဦးထံကနေပြီးတော့ကနေကြည့်ပြီးတော့ဒီအကူအညီထောက်ပံ့တွေရတတ်တယ်အဆင်ပြေသွားတတ်တယ်ပေါ့နော် တနေ့တာသာသမီများအနေနဲ့တော့အော်တိုဘားလာတဲ့မှာပေါ့မွေးကြီးကန်တဲ့ကြောင်လေးရနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့တာမန်ထက်ကိုပုံပြီးတော့ရှာရတယ်တာမန်ထက်ကိုပုံပြီးတော့ကြက်သေးတယ်လို့ခံစားတယ်လာလို့ပြောလို့ရတယ်မွေရမဝဲဘူးလားဆိုတော့မဟုတ်ဘူးပဲနဲ့ပတ်စံမရှိဘူးလားတော့မဟုတ်ဘူးရှိရဲ့ဒါပေမဲ့ဟိုပုံမှန်ထက်ကိုကြက်တဲပြုတ်ပုံမှန်ဝင်နေတဲ့အတိုင်းပဲဝင်နေပြီးတော့ဟိုငွေရမ်းကြက်သွားတဲ့ပုံစံမျိုးအငွေအရမ်းခက်ခဲသွားတဲ့ပုံစံမျိုးရှုပ်ထွေးသွားတဲ့ပုံစံမျိုး ဟိုပြောမှဆိုရင်တော့ငွေကဘာလို့ဖြစ်သွားမှန်းမသိပဲနေပါတော့ကိုယ့်လက်ထဲတော့ဝင်လာတယ်ကုန်စရာရှိရလေးလဲအရင်လားအတိုင်းပဲကုန်တာပဲအမှထွေထွေထူးထွေထွေထူးထူးကုန်သွားတာမျိုးမရှိဘူးဒါပေမဲ့လည်းပုံမှန်ထက်ကိုပို့ပြီးတော့ခက်ခဲသွားတာမျိုးဖြစ်တတ်တယ်အနောက်ရှက်လေးတွေရှိတယ်ပေါ့နော်ငွေရကန်နဲ့ပတ်သက်ပြီးတော့အဲ့ပြင်ကိုဘယ်လိုခေါ်လဲဆိုတော့ငွေကိုယ့်လက်ထဲကိုပတ်ဆက်မရောက်အောင်လက်ထဲကိုငွေမေးနေပါအောင်လို့ဆိုပြီးတော့မှကိုယ့်ကိုနှောက်ရှက်နေတဲ့သူတွေရှိတယ်ကိုရှိငွေမရအောင်ကြံဆောင်နေတဲ့သူတွေရှိတယ် ိုက်လူတွေကြောင့်လည်းကိုရှိကိုမွေရပေါ့ရန်လန်းနေအာနေဝါလို့လည်းပြောချင်ပြောလို့ရတယ်အဲ့တော့တရိဏသာသမီများအနေနဲ့ဒီဆယ်လာပိုင်းမှာတော့ဒီသူတစ်ပါးအကြောင်းအကြောင်းကြောင့်ကိုကြောင့်မဟုတ်ပဲနဲ့သူတစ်ပါးတွေအကြောင်းသူတစ်ပါးကိစ္စတွေရဲ့ဒီအကြောင်းငွေကြေးဆောင်ရှောင်းရခြင်းငွေဝင်နေခြင်းငွေထွက်များခြင်းတွေကြုံတွေ့ရဖို့ရှိတယ်ပြောရမှာဆိုရင်တော့ငွေအကျက်တဲများတယ်ကိုကြောင့်တော့မဟုတ်သူများကြောင့်ပေါ့အဲ့တော့မကုံကြုံဆိုရင် ဘသူပေးပါဦးမှဖြူးဆိုင်တယ်ဘသူခက်ခဲမှမကူညီနဲ့ပြက်နာမှမကူညီနဲ့ဘေးထဲမှာဝင်မရှုံနဲ့အဲ့ဒါဆိုရင်တော့ဘာပြက်နာမှတက်စရာမရှိဘူးအဲ့ဒါဆိုရင်တော့ကိုနေနေတော့လူမှုဆန်ရင်မှတော့ရာအနယ်ပါလိမ့်မှာပေါ့နော်အဲ့ချက်တော့ရှိပါတယ်အင်္ဂါအင်္ဂါတော့တိတိများနေနဲ့ကြည့်မယ်ဆိုရင်တော့ဒီကာလမှာကြတော့ပါလဲဆိုတော့ပြောပြောနေသင်ခဲ့လို့ပြောလို့ရတယ်။အကြောင်းလဲဆိုတော့အဆန်ကဝန်တစ်ချက်ဝန်တစ်ချက်ပုံမှန်တိုင်းပဲပို့ပြီးတိုးပေါ်ရတာမရှိဘူးပို့ပြီးညော်နေရတာမရှိဘူး ဟိုရေရေတော့မွေရအဲ့လောက်ရနေရယူပါလေအဲ့လောက်ပဲရနေမယ်ဘာမှပြောင်းလဲသွားတာမရှိဘူးဘာမှတုတ်တက်သွားတာမရှိဘူးဘာမှကြီးကျယ်သွားတာမျိုးမရှိဘူးတော့တဲ့ဒါမိကမွေကြီးကစားနဲ့ပတ်သက်ပြီးတော့ဟာအသေးတိုင်းလိုနေတယ်တိတ်ကိုရာနဲ့ရှိထောင်းနဲ့ရှိလိုနေမယ်ဒီကာလမှာလာလိုကြည့်မရနိုင်သေးဘူးရရင်ရဖို့ရဖို့ရလန်းခက်ခဲရတယ်ကိုကအများကြီးရင်းနှီးမြုပ်နှံပြီးတော့မှဆိုတာကဗျာအရင်ကဟိုကိုလက်ထဲမှာရှိရအပေါ်ဝစီးဗျာအိမ်တော်တော့ပေးလိုက်လို့တိတ်တော့တော့ ရတယ်ဆိုရင်တော့အိမ်လုံးလောက်ပေးလိုက်ရင်တော့မှသိသတော့လောက်ရဖို့ခွင့်လေးမရှိဘူးပြောချင်တာတန်ရတန်ကြီးနဲ့ထိုက်တန်တဲ့အရာအခုခုဒီလောက်မှာဖြစ်နိုင်ဘူးအဲ့တော့ဒီလောက်မှာပုံမှန်အတိုင်းပဲပုံမှန်ဖြစ်ရိုးပစ္စည်းအတိုင်းပဲဒုံရရဒုံရင်းပဲဖြစ်နေတာကောင်းတယ်ဒုံရဒုံရင်းဖြစ်နေတဲ့ဟာကိုကအကြောင်းအကျောင်းတစ်ခုခုကြောင်းမလို့မွေးချင်းကုန်ကြရပြီဆိုရင်တာမန်ထပ်ပုံကုန်ကြရမယ်တာမန်ထပ်ပုံပြီးခတ်ခဲမယ်တော့တွေ့ရတယ်အဲ့တော့ဒီကားထဲမှာတော့မွေးချင်းအကြက်တဲဆုံးလို့ တက်ရအောင်ဆိုရင်တော့အင်ကာသားသမီးတွေကတော့ဒီလာတဲ့မှာငွေကြေးအကျက်တဲဆုံးလို့ပြောလို့ရတယ်။နော်ငွေကြေးခက်ခဲဆုံးလို့ပြောလို့ရတယ်။ဗုဒ္ဓဟူသားသမီးအနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဗုဒ္ဓဟူသားသမီးတွေကကြတော့ဒီဆယ်လာပိုင်းမှာငွေကြေးကန်နေမြင့်နေအကောင်းတာကိုတွေ့ရတယ်။တာမထပ်ပို့ပြီးတော့တူးကြတဲ့လားလို့လည်းပြောလို့ရတယ်။အဓိကပါလဲဆိုတော့ဒီကာလမှာငွေကုံရဂျိုးနှက်ပြီးတော့ရာသိမ့်ရထိုက်တာလည်းရတယ်။မမိကတရာသိမ့်တရာ၃ဘိုင်းတော့သိမ့်တရာနဲ့ထိုက်တန်တဲ့ တန်ဖို့ရလက်တူတဲ့ PC တစ်ခုခုတော့မဟုတ်တန်ကြေးတစ်ခုခုတော့မဟုတ်တန်ရတစ်ကြေးတစ်ခုခုရတယ်ပြောချင်တာကဒီဆယ်လာပိုင်းထဲမှာစုံရှုံရတယ်သူမရှိဘူးကုံသွားတာပဲရှိတယ်ကုံတဲ့ဟာလည်းအမြဲတစ်ခုခုစီးပွားတစ်ခုခုလုံးလိုက်ရလို့ကုံသွားလို့သဘောထားပြီးတော့နေရတော့ဒီလလောကစီပြီးပါလိမ့်မယ်နော်လောကစီပြီးပါလိမ့်မယ်လောကအိုကေပါလိမ့်မယ်လောကနှောင့်ရှက်လေးကင်းသွားလိမ့်မယ်အဲ့တော့ဒီကာလမှာတော့ဘုံတူသားသမီးများအနေနဲ့တော့လောက်ရရှိအောင်ပြည့်ပြည့်တသားလုံးတွေ့ဝေမနေနဲ့ ဟိုဒါပေမဲ့တခုတော့ရှိရလောဘကြီးလို့မရဘလောဘတက်လို့မရကိုယ်လက်ထဲကိုရောက်လာတဲ့အရာများများအားလုံးကကိုယ်နဲ့ထိုက်တန်လို့ရောက်လာတာဖြစ်တယ်အဲ့တော့တုံးစရာချက်သုံးမယ်လုံးစရာချက်လုံးမယ်ဝေးရာရှိရပါမယ်ပြော်ရင်းနေလိုက်ရမယ်စီးပွားရေးလုပ်မယ်ဆိုရင်ကာလမှာလုံးဝလုံးဝလုံးတင်တယ်လုံးလို့ကောင်းဆုံးတာလုပ်လေပြောလို့ရတယ်တတရီသာသမီများအနေနဲ့ပြောရမယ်ဆိုရင်တတရီသာသမီများကတော့ဒီလမှာဒီမိမိကန်တွယ်ထားတဲ့မိမိစီးပွားရှာထားတဲ့မိမိအသေးတန်ရှာပွေထားတဲ့မွေကြီးတွေအကြောင်းအရာတစ်ခုခုကြောင့်ဆုံးရှုံးသွားဖို့ရှိတယ်ပြောချင်တာတော့အကျွေးတွေ ပြန်ရမယ်လို့ဆိုပြီးတော့ကိုကိုကတကတိအထက်ထက်နဲ့ပေးထားရင်တောင်မှဒီလာလည်းမလုံးဝပြန်မရနိုင်တော့ပြန်ရဖို့ရန်နေသွားမယ်ဟိုစီးပွားရေးနဲ့ပတ်သက်ပြီးတော့တတနေရနေရဖို့ရှိတယ်အဲ့ရရရစီပြီးမှဆိုရဖို့အခွင့်အရေးမနေပြောတင်တာမွေးကြီးနဲ့ပတ်သက်တဲ့ကိစ္စမှန်မှန်အားလုံးကဒီလာမှာညံ့တယ်နော်အဲ့တော့အင်္ဂါသာသမီနဲ့ရှင်လာရောညံ့မလားလို့မေးရင်တော့ဒုတိယထဲမှာပါတယ်အင်္ဂါသာသမီကတော့အညံ့ဆုံးထဲမှာပါတယ် တတာပရိကတော့ဒုတိယအညံ့ဆုံးထဲမှာတော့ပါနေတယ်။အဲ့တော့ဒီကတော့မှငွေနဲ့ရင်းပြီးတော့ရှာရတဲ့အရာမင်းအားလို့ကျွန်တော်တော့မစ조사နေခြင်းဘူးမ try နေခြင်းဘူး။ငွေနဲ့ရင်းရတဲ့အလုပ်တွေကိုတော့မလုပ်နေခြင်းဘူး။ဟိုပြောမှဆိုတော့ခွန်အားနဲ့ရင်းရရင်းရပညာနဲ့ရင်းရင်းရလို့ရတယ်။မွေလိုရနေဟာပတ်စံတွေအတကုန်ပေးပြီးတော့မွေမရှာနဲ့ဒီကလာပါကျွန်တော်ကိုပတ်စံရဖို့စီးပွားရေးကောင်းတဲ့ယင်းညွန့်နယ်မှုတွေမလုံးနဲ့လို့ကျွန်တော်အနေနဲ့ပြောချင်တာမွေကိုအဆုလိုက်အကျုံလာကြီးမတုံးနဲ့မဖြုံးနဲ့ လို့ကျွန်တော်နေပြောချင်တယ်အဲ့တော့သုံးမိဖြုံးမိမယ်ဆိုတော့စောင်းချုံသွားတဲ့အရာခိုင်တော့ကအရင်ထက်ကိုပုံများလိမ့်မယ်တိုင်းတစ်ထောင်လောက်စောင်းချုံလိုက်ရတာမဟုတ်ပဲနဲ့တိုင်းတစ်ထောင်ကုန်လိုက်ရင်တော့ကိုယ့်အရင်ထဲမှာတိုင်းတောင်းလောက်စောင်းချုံသွားရဆိုတဲ့ပုံစံမျိုးကြီးဖြစ်သွားနိုင်တာကိုတွေ့ရတယ်အဲ့တော့ဒီတောက်ကြသားသမီးများအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီဒီလာထဲမှာတော့ငွေကြေးကတော့ပြောရမယ်ဆိုရင်တော့ရေစီးတိုင်းပဲမျောပါနေတဲ့အတိုင်းပဲရှိနေတုံးပဲဆောင်းရမ်းကြီးโอเคွားတာမျိုးဆောင်းရမ်းကြီးစင်ပြေွားတာမျိုး ိုလိုကလာကူညီဒီလိုကလာကူညီလို့မဟုတ်ဘူးဒါပေမဲ့ဒီတဲတဲမှာတော့မွေကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ရပေါက်ရနန်းတွေအများကြီးရောက်လာတတ်တယ်မွေရင်းမိမို့ပဲနေမိမိရဲ့ပညာမိမိတိထားတတ်ထားတဲ့အသိပညာတွေကိုတုံးချပြီးတော့ဒီကာလမှာအဲ့ဒီသိပညာတတ်ပညာတွေကိုတုံးချပြီးတော့ရစီရအရှိရာတွေအများကြီးရလို့ရတယ်လုံးစီရအရှိရာတွေအများကြီးလို့ရတယ်ပြောချင်တာလေးလာထဲမှာမိမိလုံးနိုင်ရတော့ကိုရမယ်မလုံးနိုင်ဘူး မိကဆိုတော့မိမိရတဲ့ပတ်စံမိမိရတဲ့မူကြီးကမိမိပင်ပန်းပြီးတကယ်ပင်ပန်းပြီးတကယ်ရတဲ့ပတ်စံတွေဖြစ်လာနိုင်မယ်။အရင်သားတွေမှာတော့ရတဲ့ပတ်စံအားလုံးကဟိုတာမန်တဟိုအရင်ကြီးအားကြိုးစားအားထုတ်ဆရာမလိုပဲနဲ့ရရတယ်ပုံဖြစ်ကောင်းဖြစ်မယ်ဒီကာလမှာတော်တော်ကြီးကိုကြိုးစားအားထုတ်ပြီးမှရလာနိုင်မယ်။နော်။ပြီးရခါကျဒီကာလမှာပေါ့စီးပွားရေးလုပ်ငန်းတွေပို့ပြီးတိုးချဲ့တာမျိုးပို့ပြီးလုပ်ကြတာမျိုးအိုင်ဒီယာတက်တွေထုတ်ပြီးတော့လုပ်ဆရာရှိရလေးလုပ်ပါလို့အကြံပေးရတယ်။ဆိုတော့ဒီကာလမှာလုံးတက်လုပ်ထိုင်တာမများအားလုံးလုံးငွေတော့မရင်းနဲ့ပညာရရမလားရင်းဟိုခွန်အားရရမလားရှင်း မွေရင်းမျိုးမလုပ်နဲ့အာခွန်အားနဲ့ပတ်စံအခွန်အားနဲ့ပညာကိုရင်းပြီးတော့လှုပ်ရှားရှိအကောင်လုံးစင်ပြပါလိမ့်မယ်လို့ပြောလို့ရတယ်စနေသားသမီးများအနေနဲ့ပြောမယ်ဒီကာလမှာကောင်းတယ်လို့ပြောလို့ရတယ်မြုပ်ငုံနေတဲ့ပတ်စံတွေညုပ်နေတဲ့ပတ်စံတွေသူတို့ဘာရှာရမယ့်ပတ်စံတွေတော့မဟုတ်ကိုကိုမှာကိုလည်းစီးပွားရေးမသိဘူးဘယ်မှမသိရစီးပွားရေးအစင်ပြွားပြီးဝုန်းနေဆိုပတ်စံဝင်သွားတာလို့ပတ်စံတိုးတက်လာတာမျိုးဆိုတဲ့ကိစ္စမျိုးတွေပေါ်လာတတ်တယ်မိတော်မတွေးဟားရဲ့နေရာကနေပြီးတော့မွေကြီးကန်ကောင်းမှုတွေလည်းဒီကာလမှာကြုံတွေ့ရစရာရှိတယ်ဆိုတော့ ပြောမှုနဲ့ဖြတ်မှုနဲ့အုံမှုနဲ့တိုင်းကနေပေါ့နော်မမိမသိရဲ့နေရာနေပြီးတော့ငွေကြေးတွေဆင်ပြီးွားတာငွေကြေးတွေ okay ွားတာဟာဘာမှမသိပဲနဲ့သူကကုညီလိုက်လို့ဆင်ပြီးွားတာလို့ဆိုရဲဟာမျိုးလျှက်တပြက်နဲ့ထီပေါက်တာမျိုးလျှက်ပြက်နဲ့ပတ်စံဝင်တာမျိုးလို့ခေါ်တယ်ဒီကာလမှာလို့ပြောလို့ရတယ်ပြောချင်တာဘယ်လိုခေါ်လဲဆိုတော့ထီပေါက်တကယ်တော့ကံကောင်းနဲ့လာလို့ပြောလို့ရတယ်စနေသားသမီးများအနေနဲ့ပေါ့နော်အဲကြောင့်ကျွန်တော်ခုနှစ်နေနဲ့ပတ်သက်တဲ့ဒီငွေကြေးကံကြောင်းတရားလေးကိုပြောပြပြီးသွားရဖြစ်တယ်အဲ့တော့ဒီရရာလို့ခေါ်တဲ့အကြောင်းအရာတစ်ခုကိုကျွန်တော် ဒီဘီယိုတက်တက်တခုလို့ပြောပါမယ်နော်ဟိုဒါတော့ငွေကြေးကန်နေရာလေးနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပါပြီအားလုံးငွေကြေးခက်ခဲနေတဲ့သူတွေအားလုံးငွေကြေးအစီအမေကြပါစေ ehi laban ehi danan tiktok ငွေကြပါစေကျွန်တော်နေပြောချင်ပါတယ်အားလုံးโอเคပါစေခင်ဗျာ